ပါမီရှင်ဆိုရှင်ဖြစ်ပြီးမယ်ငားတဲ့သူမရှိတဲ့မန်နီလာလွင်အပေါ်လူမသိသူမသိအခုလိုပြုံမှုခဲ့တဲ့ဖို့ချက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မန်နီလာလွင်ကရေဆက်ချလုပ်ပြီးပါပြီတချင်ရဲ့မူရင်းအဆိုရှင်ဖြစ်ပါတယ်ဒီတချင်ကိုမန်နီလာလွင်ကမူရင်းဆိုထားသူဆိုပြီးမယ်ဒီကရန်တချင်ပေါက်တဲ့အချိန်မှာကိုရင်းဆိုရတာမျိုးတော့မရှိပါဘူးတချင်ရဲ့အဆိုရှင်ကမန်နီလာလွင်ဆိုတာတော့မသိရတဲ့အဖြစ်မျိုးဖြစ်ပါတယ်တချင်ကပေါင်နေပြီးမယ်လေမန်နီလာလွင်မှာပါအကျိုးခံစားခွင့်မှမရှိပါဘူးဒါကြောင့်မို့လေသူက ဒီတချင်းကိုတည်ဆိုထားသူဆိုတာကိုလူသိအောင်ထုတ်ပြောခဲ့ပါတယ်။ဒါအပြင်မနီလာလွင်ကသူဆိုထားတဲ့တချင်းတွေနဲ့ပွဲရီမှာကိုရင်ဖျော်ပြချင်တာပါ။ဒါကြောင့်မို့လဲမနီလာလွင်ကသူ့ကိုခေါ်ဆိုဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။မနီလာလွင်ကအင်တာဗျူးတွေနဲ့အထက်ထက်အကူအညီတောင်းခဲ့ပေမဲ့လည်းဘယ်သူမှခေါ်ကားတည်ဆိုခိုင်းတာမျိုးမရှိခဲ့ပါဘူး။မခေါ်ဆိုကြတဲ့အပြင်မနီလာလွင်ကအင်တာဗျူးတွေမှာအလုခံမှုပြန်တက်လာခဲ့တယ်လို့ပြောဆိုနေကြတာပါ။အခုချိန်မှာအရန်ကိုခက်ခဲနေတဲ့အတွက် လူရဲစီကနေမြေတားရအောင်ယူအောင်အလို့ခန်းစားဖို့အင်တာဗျူးဖြေနေတာလို့ပြောဆိုခံနေရတာဖြစ်ပါတယ်။ဒါကြောင့်မို့မန္တလေးလွင်ကဒူဘတ်ကနေပေးတော့အခါမှာအလို့မခံဖို့တဲ့အကြောင်းကိုရှင်းလာခဲ့ပါတယ်။အလို့ကမိုးလဲမတောင်းဆိုခဲ့တယ်လို့ငွေလူပေးပါလို့လဲဘသူစီကမှမန္တလေးလွင်ကမပြောခဲ့ပါဘူး။မန္တလေးလွင်ကအင်တာဗျူးပြန်ဖြေပြီးတဲ့နောက်ပိုင်းမှာတယောက်စီကတာငွေရရှိဖို့တာပါ။မန္တလေးလွင်ကိုငွေလာထောက်ပံ့ပေးသူကတော့တခြားသူမဟုတ်ဘဲဖိုးချစ်ဖြစ်ပါတယ်။ MC မှာမန္တလေးလွင်ကအရန်ခတ်ခဲနေကြောင်းကိုအင်တာဗျူးဖြစ်ပြီးတဲ့နောက်နေ့မှာပဲဖိုးချစ်ဘက်ကနေမန္တလေးလွင်ကိုဆက်သွယ်လာခဲ့တာပါဖိုးချစ်ကမန္တလေးလွင်ကိုအလှဝင်၅သိန်းတော့လှူပေးခဲ့တာဖြစ်ပါတယ်၅သိန်းကိုကရောတဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်ဒါကိုလည်းမန္တလေးလွင်ကအထုံးမပြောပါဘူးဖိုးချစ်ကိုရိုင်းကလည်းသူ့လူရာကိုထုတ်ပြောကဂုံဖော်ရာမျိုးကိုလည်းမကြိုက်ပါဘူးလူမသိသူမသိတာလှူပေးခြင်းစိတ်ရှိတာပါဒါပေမဲ့အလှခံစားရတဲ့ဆိုရဲဝေဖန်ချက်တွေကြောင့်သာ မနီလာလွင်ကဖို့ချစ်လူခဲ့ကြောင်းကိုထုတ်ပြောခဲ့တာဖြစ်ပါတယ်။ဖို့ချစ်ကမနီလာလွင်ကိုအခုလိုလူပြီးခဲ့တယ်ဆိုတာသိရချင်းမှာအလုံးကချီးကျူးနေကြတာပါ။မနီလာလွင်ကပေါ်ပင်အစရောတယောက်လည်းမဟုတ်ဘဲတကယ်ရည်ချင်းရှိတဲ့အစရောတယောက်ဖြစ်ပါတယ်။သူတချင်တွေကဆိုင်းလောကမှာအဆင့်တစ်ခုရှိတယ်ဆိုတာအောင်မြင်မှုကတသက်သေးပဲဖြစ်ပါတယ်။အခုလည်းအောင်မြင်နေသလိုနောက်ထပ်10နှစ်လောက်လည်းအောင်မြင်ဖို့ကအသာလေးဖြစ်ပါတယ်။အလူရှင်ပြုပွဲတွေမှာဆိုလေအလူတ ਾਇ ရကတ ਾਇ ရကမရရဲ့နေရာကနေဝင်ခန်းစားက ဒီဆိုထားတဲ့မန္တလေးလွင်ရဲ့တခြင်းတွေကအတော်လေးကိုနားထောင်လို့ကောင်းတာဖြစ်ပါတယ်။ဒီလိုလူမျိုးကိုအနုပညာရှင်တွေအနေနဲ့ဝိုင်းပြီးလက်တွဲခေါ်တာကိုမြင်ကျင်းကြတာပါ။ဒါပေမဲ့လည်းလက်တွဲခေါ်တဲ့သူတွေကနေနေတာဖြစ်ပါတယ်။ဒါပေမဲ့ဖို့ချက်ကတော့အင်တာဗျူးတက်ပြီးနောက်တည့်ရမှာရင်ချက်ချင်းပတ်စံတွေလှူပေးခဲ့တဲ့ဆိုတာသိရလို့ချီးကျူးနေကြတာဖြစ်ပါတယ်။မန္တလေးလွင်ကလည်းသူ့ကိုတတိတရာရှိပြီးတဲ့ဖို့ချက်ကိုကျေးဇူးတင်လို့မဆုံးပါဘူး။ အနုပညာရှင်တွေထဲမှာဆိုဖို့ချက်တယောက်ထဲသားဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။မနီလာလွင်ကသူရှိနေပါရန်နဲ့တချင်းကိုအတန်ဆက်ကနေဖွင့်နေတာမျိုးမဖြစ်ချင်ပါဘူး။ကိုတို့လည်းရအောင်သူကိုယ်တိုင်သာဖြောပြချင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမနီလာလွင် ဖြစ်ချင်တာတွေကအခုထိဖြစ်ဖို့အခွင့်အရေးမရှိသေးပါဘူး။သူကဘယ်သူကမှပွင့်ခါတာမျိုးမရှိသေးပဲ။ဖို့ချက်ကသာငွေသားထောက်ပံ့ကပြန်ကြည့်ပေးတာပဲရှိတာဖြစ်ပါတယ်။ မန္တလေးလွင်ကတော့သူ့ကိုဆိုင်ဝိုင်းကြီးနဲ့အလှပွဲမှာတည်ဆိုးဖို့လာငါကြမှာကိုအခုထိစောင့်မျှော်နေတော့မယ်ဖြစ်ပါတယ်။ပရိသတ်ကြီးရောမန္တလေးလွင်အပေါ်အကူအညီပေးခဲ့ပြီးမြင့်ဖွင့်မပြောတဲ့ဖိုးချက်အပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။